ကြခင်ပြိုလဲတော့မယ်အစ္စလမ်အရှိလေပိုင်းဒေသများနဲ့စိုးရိမ်ပွဲအခြေအနေပြစ်လာတဲ့အစ္စလမ်ဘာသာရေးခင်ဗျားတို့ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာဆော်ဒီအာရေဗျကကာစီနိုတွေစောက်ဖို့အတွက်အစ္စလမ်အထိမ်းအမှတ်အဆောင်တွေကိုဖျက်နေပါတယ်အီတီကဘာမို့တော့ဝယ်မစားနိုင်တော့ပါဘူးရီမင်ဆိုရင်အစိုးရတက်ရက်အနေနဲ့လုံးဝကိုမရှိတော့တဲ့အခြေအနေရောက်နေပါတယ်ဒါကဝေးကွာတဲ့အနာဂတ်မှာဖြစ်လာမယ့်အကြက်တဲမဟုတ်ပါဘူး အစံရှိလေပါဒီနေ့ပဲပြိုလဲနေပါတယ်ဖြစ်ပြက်နေတာတွေကလူတိုင်းခံမှန်းခဲ့တာတဲ့ကိုအများကြီးပူဆိုပါတယ်ဒါကိုပြောတာခြေကားတယ်လို့မတင်ခင်မှာဒေတာတွင်တရင်ကောင်းစီတန်းကိုမြင်တဲ့အမြင်ပြောင်းလဲသွားစေမယ့်အကြောင်းအရာတစ်ခုကိုပြောပြပါရစေဘရင်နိုင်ငံမှာနိုင်ကလတ်တို့ဆော်ရီယာရေးပြကလုံးဝမဖြစ်နိုင်တာတစ်ခုကိုလောက်ခဲ့ပါတယ်2019ခုနှစ်မှာသူတို့တဲကန်နာရာထဲမှာ Rift Party ပွဲကိုကျင်းပခဲ့တယ်အကောင်သမားတွေကတော့အတူပြက်တွေဝေပြီးတော့ Electronic သချင်းတန်တွေကမိုးလင်းတဲ့အထိကိုစူညံနေခဲ့တယ်ဒါကဒူဘိုင်းလို Liberation နဲ့နေရာမျိုးမှာ မဟုတ်ဘဲနဲ့အစ္စလာမ်ရဲ့မွေးရက်မြေမက္ကာနဲ့မဒီနာတို့ရှိရာဆော်ရီအာရေဗျမှာလုပ်ခဲ့တာပါဂျာတော်မအဝန်ဆရာအကောင်းဆုံးအပိုင်းမဟုတ်သေးပါဘူးအန်အားသက်ဆရာအကောင်းဆုံးကအင်ရှင်မေသားမိုဟာမက်ဘင်ဆလမန်ကိုရန်ကိုကခွင့်ပြုခဲ့တာပါလုံခဲ့တော့ကဆုံးခွက်ဝေးအတက်လုတဲ့သူတွေကိုတည်တံပေးခဲ့တဲ့အစိုးရကအခုဆိုရင် WWE နိဗ္ဗာန်ပွဲတွေလက်ခံကျင်းပနေပါတယ်။35နှစ်ကြာပြည့်ပင်ထားခဲ့တဲ့ရုပ်ရှင်တွေကိုပြန်ဖွင့်ပေးခဲ့တယ်။ဒေါ်လာဘီလီယံ900တန်နေရုံတို့ခေါ်တဲ့မြို့တည်ကြီးကိုစောင့်နေတယ်။အဲဒီမြို့က Blade Runner ရုပ်ရှင်ထဲကလို့ပဲစ စရုပ်လုံတော်တွေပြန်တန်းတဲ့တက္ကစီတွေနဲ့ပြည့်နေနေပါတယ်ဒီနေရာမှာဘယ်သူမှမပြောပြတဲ့အချက်တခုရှိတယ်ဒါကစိတ်ပြတ်အားငယ်မှုပါ sorry ရပြဟာကျွန်တော်တို့မပြောချင်တဲ့အချက်တခုကိုသိနေပါတယ်သူတို့ရဲ့ရေချင်းမှုအရှိလေပိုင်းကိုနှစ်ပေါင်း1400ကျော်အတိပဲဖွင့်ဆိုပေးခဲ့တဲ့အစ္စလန်ရေချင်းမှုဟာတည်ဆုံနေပါတယ်သူတို့ကအဲ့ဒီရေချင်းမှုကိုကဲဖို့မကြိုးစားတော့ဘူးသူတို့ကအစားထိုးဖို့ကြိုးစားနေရပါလူငယ်များအလုပ်လက်မဲ့ပြတ်တလာကိန်းကနန်းတွေကိုကြည့်လိုက်ပါ2023ခုနှစ်မှာအရှိလေပိုင်းနဲ့မြောက်အမေရိက မြောက်အာဖရိကဒေသမှာလူငယ်အလုံးလတ်မဲ့နှုန်းဟာ24.4%ခန့်လို့ရှိပါတယ်။ဒါကကမ္ဘာပြည်မြနှုန်းရဲ့နှစ်ဆနီးပါးပါ။အမျိုးသမီးငယ်တွေမှာဆိုရင်35.4%ခန့်လို့ရှိပါတယ်။ဒါရီယာကင်ကနက်တွေတက်တက်မဟုတ်ပါဘူး။အင်ဂျင်နီယာ၊စေးပညာ၊ကွန်ပျူတာသိပ္ပံဘာသာရပ်တွေကိုသင်ယူထားပေမဲ့အလုံးမရတဲ့ပညာတတ်လူငယ်တန်ပေါင်းများစွာဖြစ်ပါတယ်။ဒါကြောင့်သူတို့ဘာလုပ်ကြမလဲ။ထွက်သွားကြမယ်။ဒါမှမဟုတ်လက်လျှော့လိုက်ကြမယ်။ sorry လူငယ်တွေတုံးတဲ့စကားတခုရှိပါတယ်။ငါတို့ကနောက်ဆုံးမျိုးဆက်ပဲတဲ့။ တနင်္ဂနွေကြိမ်စုတောင်းမဲ့နောက်ဆုံးမျိုးဆက်ရှင်းဟောင်းပုံမြင်တွေကိုယုံကြည်မဲ့နောက်ဆုံးမျိုးဆက်သူတို့နိုင်ငံမှာအတိတ်ကပုံစံမျိုးအနာဂတ်မှာရှိမယ်လို့ထင်တဲ့နောက်ဆုံးမျိုးဆက်ပါ။ဥပမာ Reddit မှာရေးတင်တဲ့အသက်28နှစ်အရွယ်အင်ဂျင်နီယာအာမတ်ကိုပဲကြည့်ပါ။သူ့အဖိုးက Valerie ဆောက်ခဲ့တယ်။သူ့ဖေက Sorry RM ကိုမှလှုပ်လို့ပါတယ်။အာမတ်ကျတော့နေတော့မှာဖွင့်မဲ့ Crypto Casino တဲ့ Smart Contract တွေရေးဖို့တင်ယူနေတယ်။သူကကျွန်တော်ဖို့ဆိုရင်ဒါကို Haran တားမြစ်တာလို့ပြောမှာပါ။ဒါပေမဲ့လည်း Haran ကအခုခင်မှာဘေးဒီမဆက်ပေးနိုင်တော့ဘူးလို့ရေးခဲ့ပါတယ်။ UAE ကပို့လို့တော့မှဆိုပါတယ်တချင်ကလူသိရှင်ကြလက်ချင်တွဲခဲ့တာတော့မှတင်းကျပ်ခဲ့တဲ့ဒူဘိုင်းဟာအခုဆိုရင် Los Angeles က Instagram မော်ဒယ်တွေလေရင်နဲ့လာတဲ့ရေကူးကန်ပါတီတွေကိုလက်ခံကျင်းပပေးနေပါတယ်အရက်တွေလွတ်လပ်စွာရောင်းချနေပြီးတော့ဖျားရှိကိုတန်အားလည်းညာကလက်တချင်းတန်နေနဲ့ပြန်နေပါတယ်လူကြီးဘုံနဲ့ပညာတတ်များရဲ့အုံတော့ယူစီးမှုပင်လယ်ခွေအုပ်စိုးသူတွေအတွက်အစ္စလမ်ရဲ့လူမှုရေးခန့်ကဏ္ဍကိုဖျက်ဆီးနေခြင်းမှာ ဒူးရီဆိုင်ရာချင်းကိုင်ဘုံတလုံးကအောက်ကနေပို့ပြီးတော့ကြောက်စရာကောင်းအောင်ပေါက်ခဲ့ဖို့ပြင်နေပါတယ်။အရှိလေပန်းကောင်းဆောင်တိုက်ကိုထိတ်လန့်စေမဲ့ကင်းကနန်တက်ခုရှိပါတယ်။မီနာဒေတာဟာ2000ပြည့်နှစ်ကနေ2020ပြည့်နှစ်အတွင်းမှာသူ့ရဲ့လူငယ်တွေကိုအလုပ်ပေးနိုင်ဖို့အလုပ်ကံပေါ်68တန်ဖန်တီးဖို့လုပ်ခဲ့ပါတယ်။ဒီလိုတမန်ရက်ကျော်သွားတဲ့အခါမှာသူတို့ရဲ့ရည်မှန်းချက်မရောက်ခဲ့ပါဘူး။2024ခုနှစ်မှာစော်ဒီလူငယ်73.00ရာခိုင်နှုန်းဟာအလုံးမရှိအနာဂတ်မရှိပဲနဲ့မျောလင်းချက်မရှိပဲထိုင်ပြီးတော့စောင့်ဆိုင်းနေကြပါတယ် ပို့ပြီးတော့ဒေါသထွက်လာကြပါတယ်။အာရကဘာတဝန်းမှာလူငယ်အလုံးလက်မဲ့ဖြစ်နေတာကြောင့်နှစ်စဉ်စီးပွားရေးဆုံးရှုံးမှုကဒေါ်လာဘီလီယံ40ကနေ90ကျော်ပါတယ်။ကာရိုမှာဆိုရင်အင်ဂျင်နီယာဖွဲ့ရတွေကဥပမောင်းနေကြပါတယ်။ MM မှာဆရာဝန်တွေကဟင်းသင်းဟိရရောက်နေကြပါတယ်။တိုးနေမှာရှေ့နေတွေကစပွဲတို့အလုပ်ကိုလုပ်နေကြပါတယ်။ဒါတွေကကနတာအလုပ်တွေမဟုတ်ဘဲနဲ့သူတို့ရဲ့ဘဝဖြစ်နေပါပြီ။အီဂျင်မီကင်တို့ကကျမရွှေတွေရောင်းပြီးတော့တားကိုပညာသင်ပေးခဲ့တယ်။သူကဘွဲနှစ်ခုတော့ရတယ်အခုသူကမော်တော်ဆိုင်ကယ်နဲ့အစားအစာပို့နေရတယ်ဆိုပြီးတော့ပြောပါတယ် ဒါပေမဲ့ဒီတဲ့ပိုဆိုးွားတဲ့တရောပြောင်းလာမှုတစ်ခုရှိပါတယ်။မြင့်စင် RF ပညာရှင်တသိန်းလောက်ဟာနိုင်ငံကနေထွက်ခွာခြင်းအဖြစ်လဲအောင်မြင်မှုတွေရနိုင်ကြပါတယ်။သူတို့ကစိတ်ပြေဒုက္ခတွေမဟုတ်ပါဘူး။ဇယဝင်း၊အင်ဂျင်နီယာ၊သိပ္ပံပညာရှင်၊စုံတီတင်သူတွေဖြစ်ကြပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းနိုင်မဲ့ဒုတိယလေပေါ်ကနေစွန့်ခွာသွားကြပါတယ်။ဒေါက်တာလီလာဟက်ဆာဟာအေဂျီရဲ့ထိတ်တဲ့နှလုံးခွဲစိတ်ဇာဝင်ဖြစ်ခဲ့ပါတယ်။အခုတော့သူကဘာလီမှာခွဲစိတ်နေပါတယ်။ ်ကာရိုမာမီးပြတ်နေတဲ့အချိန်မှာဖျောင်းနိုင်ပြီးရောက်နေနှလုံးခွဲစေးခဲ့ရတယ်လို့သူကပြောပါတယ်။စေးဟောကဂျမကိုလာစာ6လမပေးဘူး။လူနာရဲ့မိသားစုကခွဲစေးပစ္စည်းတွေကိုမောင်ကိုဈေးကွက်ကနေဝယ်ခဲ့ရတယ်။ဂျမအေးကြီးကိုချစ်တယ်။ဒါပေမဲ့အဲ့ဒီမှာလူအသက်တွေကိုမကယ်နိုင်ဘူး။စတဲ့အာရကဘာသူတို့ရဲ့အတော်ဆုံးနဲ့အထူးကျော်ဆုံးလူတွေကိုသွေးထွက်သလိုဆောင်းရှုံနေရပါတယ်။ဂျန်နေတာကတော့အကျင့်ပြတ်သူတွေဩဇာခံတွေနဲ့စိတ်သက်ကြနေသူတွေပါ။အစ္စလမ်ပြောက်ွယ်ခြင်း ထပြင်းနေကြတာပညာတတ်တွေတွေမဟုတ်ပါဘူး။အစ္စလမ်ရဲ့ကြီးမှုရဲ့အဆောက်အအုံတွေလို့ယူဆရတဲ့ဘာသာရေးအဖွဲ့အစည်းတွေတော့လက်လျှော့နေကြပါလိမ့်။2018ခုနှစ်မှာဆော်ဒီအာရေဗျဟာသူတို့ရဲ့ထင်ရှားတဲ့အစ္စလမ်ပညာရှင်တွေကိုဖန်ဆီးခဲ့ပါတယ်။အသွင်ရောက်တယ်အကြမ်းဖက်သမားတွေမဟုတ်ပါဘူး။နိုင်ငံတော်ကိုဆေးစုနေများစွာမှူထမ်းခဲ့တဲ့တမယူကျဘာသာရေးကောင်းဆောင်တွေပေါ့။ Twitter မှာ follower 14သန်းရှိတဲ့ Sheikh Salman Al Order ဟာထောင်ထဲရောက်သွားပါတယ်။သူရဲ့ပြေကအစိုးရရဲ့ပြည်ပြောင်းလဲမှုတွေကိုမေးခွန်းထုတ်ခဲ့လို့ပါ။အစ္စလမ်ကိုယ်တိုင်ဟာနိုင်ငံတော်ရှင်တန်ကြီးရဲ့အောက်မှာရှိနေရပြီဆိုတဲ့သတင်းသက်ကကိုရှင်းရှင်းလင်းလင်းပေးလိုက်တာပါ။ ဒီနေရာမှာစမ်းချေတာကဇော်ဒီလူငယ်ကြီးကဆန်းလာပြခဲ့တာမဟုတ်ဘဲနဲ့ပြောခွင့်ရှိမယ်လုပ်ခဲ့တာပါထင်းသေးခံရတဲ့ဘာသာရေးကောင်းဆောင်လေးရှိရာထောက်အပြင်မှာစေကျော်တက်တွေကနေတဲ့ဗီဒီယို TikTok မှာကပြန့်နှံ့ခဲ့ပါတယ်ဒါကဇော်ဒီအာရီပြတဲ့နိုင်ငံတွေမဟုတ်ပါဘူးဒေတာတော်မှာဗလီဒီယာလူရှင်းလာပါတယ်အေဂျီဘာသာရေးအဖွဲ့အစည်းဝင်ကြီးဌာနရဲ့စစ်တမ်းတကူကြား2015ခုနှစ်ကစပြီးအသက်30အောက်လူငယ်တွေထဲမှာဗလီတက်ရောက်မှုက40ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။အီရန်မှာဆိုရင်အစိုးရအချက်လက်တွေမလိုတော့သထုတ်ပြန်မိတာက လူငယ်300ခန့်လောက်သာတောက်ကြနေဝေပြုမှုတွေကိုပုံမှန်တက်ရောက်တယ်လို့ဖော်ပြခဲ့ပါတယ်။ EJ ရဲ့ Green Murti ကလွန်ခဲ့တဲ့နေ့ကထိုင်လန်ဆရာကောင်းတဲ့အချက်တခုကိုဝန်ခံခဲ့ပါတယ်။ကျွန်တော်တို့မျိုးဆက်တစ်ခုလုံးကိုဘာသာမဲ့ဝါဒနဲ့အကျင့်ပြမှုစီကိုဆုံးရှုံးနေရတယ်တဲ့။ဒါကပါကိုဆိုလိုတယ်လေစဉ်းစားကြည့်ပါနေပေါင်း1400လလုံးအစ္စလာဟာအရှိအလေပိုင်းမှာဘာသာရေးသက်သက်မဟုတ်ပေလေပတ်မှုစနစ်ဖြစ်ခဲ့ပါတယ်ဥပဒေပညာရေးလူမှုဖွဲ့စည်းပုံနေစဉ်အသက်ရှင်နေထိုင်မှုအားလုံးဟာအစ္စလာစနစ်နဲ့လေပတ်နေခဲ့တာပါ အခုတော့အဲ့ဒီစနစ်ကိုဖျက်ပြစ်နေကြပါပြီအစားထိုးစရာဘာမှမရှိပါဘူးကျုံနဲ့လူငယ်တို့ကဒီလိုရှင်းရှင်းလေးလေးပြောခဲ့ပါတယ်ကျွန်တော်မိဘတွေမှာအစ္စလမ်ရှိတယ်အဖိုးဘာတွေမှာအရက်အမျိုးသားဝါဒရှိပါတယ်ကျွန်တော်တို့မှာ Instagram ရှိတယ်တဲ့ ရေပြဒနာတွေအမှန်တကယ်ပြိုလဲမိအကြောင်းရင်ကင်းကနန်းတွေကရက်ဆက်ပါတယ်အရှိလေပန်းကလူဦးရေ1800ပြည်နေကတန်း30ကနေဒီနေ့တန်း900ကျော်ထိ16ဆတိုးလာပါတယ်ဒါလူသားသမိုင်းမှာအလေးအမြတ်ဆုံးလူဦးရေတိုးတက်မှုပေါ့ဒါပေမဲ့ဒါဟာအတူရောင်နေကြီးပဲဖြစ်ခဲ့ပါတယ်ရေနံကားရတဲ့ပုံစံတွေစားနပ်ရိက္ခာတင်သွင်းမှုတွေအခုပြိုလဲနေတဲ့ကမ္ဘာလုံးဆိုင်ရာစနစ်ကြီးကြောင့်ရပ်တည်နေခဲ့တာပါဒီကမှာတော့အစိုးရဒီမှာငញ្ញန်ရေးကိုပတ်စံနေဝယ်ဖို့ရေနံကရတဲ့ငွေမရှိတော့ပါဘူး။ဘာလို့လဲဆိုတော့တကယ်ကိုအဖြစ်မှန်တွေကရေနံနေခန်းချောက်နေလာလို့ပါပဲ။ မြေအောက်မှာရင်းနေနေရှိနေပါသေးတယ်။ဒါပေမဲ့ဒီရင်ကျေးမှုကြီးတစ်ခုလုံးကိုရမုံဝေထောက်မှပေးခဲ့တဲ့ဈေးပေါ်ပြီးတော့အလွယ်တကူထုတ်ယူနိုင်တဲ့ရင်းနှံကကုန်သွားပါပြီ။ဆော်ဒီအာရေဗျရဲ့ဘတ်ဂျက်များချေဖြစ်နိုင်ဖို့အတွက်လိုအပ်တဲ့ရင်းနှံဈေးနှုန်းဟာတစီကိုဒေါ်လာ86ရှိနေပါတယ်။အဒီအောက်ရောက်ရင်သူတို့ကအရှုံးပေါ်ပါတယ်။ရဲစေကားတွေပြန်လည်ပြေဖြူမဲ့စွမ်းအင်တွေကမ္ဘာစီးပွားရေးတာဆဲမှုတွေနဲ့ဆိုရင်အဲ့ဒီဈေးနှုန်းတွေပြန်ရောက်ဖို့မမြင်တော့ပါဘူး။ဒါပေမဲ့ကျွန်တော်တို့တကယ်စိတ်ပူရမယ့်အရာကရင်းနှံမဟုတ်ပါဘူး။ရေးပါ။ရေးဟာအင်စလန်အရှိလေပိုင်းကိုအဆုံးသတ်စေမယ့်အရာပါ။2025ခုနှစ်ဒီနေ့မှာပဲ အီဂျီဟာသိပ္ပံပညာရှင်တွေလုံးဝရေရှားပါမှုလို့ခေါ်တဲ့အခြေအနေကိုရောက်ပါလိမ့်မယ်။လူတို့ချင်းစီတဲ့တနည်းကိုရေပမာဏ900ကုဗမီတာအောက်ကိုရောက်သွားတာပါ။ဒီအဆင့်အောင်ရောက်ပြီဆိုရင်လူဖွဲ့စည်းတစ်ခုကရက်တည်နေမှာမဟုတ်တော့ပါဘူး။အီဂျီမှာလူဦးရေ138တန်းရှိပြီးအများစုကအနောက်ဗာဂျီးနီးယားထက်ကိုတင်းနေတဲ့နိုင်မြေပြေကမြေကွက်လက်လေးပေါ်မှာနေထိုင်နေကြပါတယ်။အီသီယိုးပီးယားကမြေပြားမှာဆယ်ကြီးတစ်ခုစောက်လိုက်တာကရေကိုပိတ်ပင်နေပါတယ်။ဒါပေမဲ့အီဂျီကအစိုးရမဟုတ်သေးပါဘူး။ တို့ဟာနေပေါင်း၃လောက်တက်တန်းရှိတဲ့မြေအောက်ရေကြောတွေကိုတို့ရဲ့ရေ၃၀ရာခိုင်နှုန်းမှ40ရာခိုင်နှုန်းထိအသုံးပြုတဲ့ခဲဆိုတဲ့ငွေရည်ဈေးပင်ဆိုင်ဖို့တဲ့ဆုပ်ယူပြီးအချောက်ခံလိုက်ကြပါလိမ့်။အခုဆိုရင်တို့ရဲ့မြို့တော်ဆန္ဒဟာခေတ်သက်တမိုင်းမှာရေလုံးဝကုန်သွားမဲ့ပထမဆုံးမြို့ကြီးဖြစ်လာနိုင်ပါလိမ့်။စီးရီးယားပြည်တွင်းစစ်စတင်ခဲ့တာဟာလည်းမှတ်တမ်းတင်ထားလို့မြတ်တမိုင်းမှာအစိုးဆုံးမိုးကောင်မှုကြီးကြောင့်ပါဒေသမှတိတိသမ၅တန်းမြို့ကြီးတွေစီကိုထွက်ပြေးခဲ့ရပါလိမ့်။စားနေရိတ်ကဈေးသုံးစားတိုက်ခဲ့ပါလေ။အဲ့နောက်မှာဆန္ဒပြမှုတွေပေါ်လာပါလေ။နောက်တော့စစ်ပွဲတွေဖြစ်လာတယ်။လူ9သိန်းနီးပါးတေဆုံးခဲ့ပါလေ နောက်ထပ်ဂျော်ဒန်မှာ MMA ရေကိုပြေးဝေခြင်းမှာကန့်သတ်နေရပါတယ်။ရက်ကွက်တချို့မှာတပတ်ကိုတရက်ပဲပေးနိုင်ပါတယ်။ဒေးလေဒီဟာတနစ်ကိုသုံးပြီးကြာဆင်းနေပါတယ်။ဂျော်ဒန်မြင့်ဟာအခြေခံအားဖြင့်တော့ပိုချင်းမြောင်ဖြစ်နေပိုချင်းမြောင်ဖြစ်နေပါပြီ။ဇော်ရီယာလေးကဒီတက်ပိုအယူချီပေါက်တာလုပ်ခဲ့ပါတယ်။သူတို့ကရေနံကားရတဲ့ငွေကိုအသုံးပြုပြီးရဲအောက်ကနှစ်နှစ်တောင်းကြာမှာစူးစောင်းမိတဲ့ရှင်အောင်ကြောက်ဖြစ်ရုပ်ချင်းရေဒီကိုဆုတ်ထုတ်ပြီးတော့တဲကန္တရာတင်မှာကျွန်းဆိုင်ခဲ့ပါတယ်။နေအနေငယ်ကြားတဲ့အခါမှာ sorry အားရပြဟာကဘာဒိတ်တန်ကျိုးတင်ဖို့သူတူဦးဖြစ်လာပါတယ်။အဲနောက်မြေအောင်ရေကြောတွေခန်းသွားပါပြီ အခုတော့သူတို့ကရေချိုပြုတ်လို့တဲ့စက်ရုံတွေမှာစောင့်လို့နေကြပါတယ်ဒါကစမတ်ကြတယ်လို့ထင်ရပေမဲ့ရေချိုပြုတ်တာကစွန့်ရအမြောင်များသုံးရပါတယ်တဘာဝရေတဲဆဲဆောက်ပုံကုန်းချပြီးပေလယ်ခွေကိုတည်စီနိုင်တဲ့အစိတ်ရှိတဲ့ရေငန်တွေထွက်လာပါတယ်ပေလယ်ခွေနိုင်ငံတွေကစားသားတိုင်းရေနံကိုမြှုပ်ပြီးတော့ရေထုတ်နေကြပါတယ်ပြီးတော့အဲ့ဒီရေတဲတဲကနာရာထဲမှာစားစားစိုက်ပျိုးနေကြတာပါဒါလူသားသားမိုက်မှာရေရှည်တည်တတ်မှုအကင်းမဲ့ဆုံးစီးပွားရေးပဲဖြစ်ပါတယ်ပေလယ်ခွေရဲ့အတူရအောင်မြင်မှုဒူဘိုင်း အဘူဒါဘီတို့ဟာစတဲ့အနာဂတ်လိုဖြစ်နေတဲ့ဒီတောက်ပြောင်တဲ့မြို့ကြီးတွေဟာသူတို့ရဲ့မိုးမျောတိုက်တွေထက်ကိုပိုကြီးတဲ့လိန်ညာမှုအပေါ်မှာတိဆောက်ထားတာပါ UAE မှာလူဦးရေ89ရာခိုင်နှုန်းဟာနိုင်ငံသားသားလူ့သမားတွေဖြစ်ကြပါတယ်ရေပြောင်းခြေချသူတွေမဟုတ်ဘဲမနေ့ပြန်ဆိုရင်ပြည်နေနိုင်တဲ့ယာယီလူ့သမားတွေပါတကယ် Emirates တွေကသူတို့ရဲ့နိုင်ငံရဲ့71ရာခိုင်နှုန်းသာရှိပါတယ်တခြားပင်လယ်ကွင်းနိုင်ငံတွေမှာလည်းအတူတူပါပဲကိုယ်မှာ90ရာခိုင်နှုန်းနိုင်ငံသားကာတာမှာ88ရာခိုင်နှုန်းနိုင်ငံသားဒါတွေကနိုင်ငံတွေမှာဟုတ်ပါဘူးနိုင်ငံအသင်းဖန်တီးထားတဲ့ corporation တွေပါ ဒီနိုင်ငံခြားသားလူ့သမားတွေပါကစ္စတန်အိန္ဒိယဖိလစ်ပိုင်အီဂျစ်စတဲ့သူတွေကဒီမျိုးတွေကိုသူတို့ရဲ့လက်ပလာနဲ့တိစောက်ခဲ့ကြတာပါသူတို့ကအဲ့ဒီနေ့မှာနှစ်40အလုံးလုံးခဲ့ရင်တော့နိုင်ငံသားမဖြစ်နိုင်ပါဘူးဒူဘိုင်းမှာမွေးဒူဘိုင်းမှာကြီး RB စကားပြောတတ်တဲ့သူတို့ရဲ့ကလေးတွေဟာလည်းနိုင်ငံသားမဟုတ်ပါဘူးဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ပါဘူး ဘင်္ဂလားဒေ့ရှ်ကဆောက်လုပ်ရေးလို့တမတူပါကျွန်တော်ဘရစ်ခါလီဖာကိုတိဆောက်ခဲ့ပါတယ်ကျွန်တော်သားကနေမောင်းမွေးတယ်ဒါပေမဲ့သူတို့အတွက်ကျွန်တော်တို့ကဘာမှမဟုတ်ဘူးဖက်ဆန်ကုန်သွားတာနဲ့ကျွန်တော်တို့ထွက်သွားရမယ်ဆိုပြီးပြောခဲ့ပါတယ်ရေတန်းကားရတဲ့ဝင်ငွေတွေလာစားပေးဖို့မတက်နိုင်တဲ့အချိန်မှာနိုင်ငံသားသားလို့တမတန်းတဲ့ဆရာအိမ်ပြန်ဖို့ခံရပါလိမ့်မယ်ပင်လယ်ကွေ့နိုင်ငံတွေကတညာချင်းပြောင်းလဲသွားပါလိမ့်မယ်အဲ့တော့အနာဂတ်မျိုးကြီးရတယ်ကမ္ဘာမြေဆုံးဒစိမျိုးတွေဖြစ်လာပါလိမ့်မယ်ဒါကတော့စိုးရင်စရာကောင်းနေတဲ့အစ္စလန်နိုင်ငံတွေရဲ့အခြေအနေပါပဲအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်